အလွဲမင်္ဂလာပါအမေဒီနေရာလေးကိုအရန်လာချင်နေရဒါပေမဲ့မရောက်ဖြစ်မရောက်ဖြစ်ဒီနေရာတော့ရောက်လာတယ်ပေါ့နော်အာတိချစ်သူလေးတွေအတွက် treasure နေရာလေးပေါ့အရန်မိုက်တဲ့နေရာလေးတနေရာတွေ့ထားပါတယ်ကျွန်တော်ရဲ့ဒီလိုက်ကြည့်ပြပါဦးနော် အာဟုချစ်သူလေးတွေတွားကိုတွားတဲ့ဒီကော်ဖီဆိုင်လေးကတော့ BTS အစိမ်းလိုက် Ari Buddha ကနေဆင်းပြီးတော့10မိနစ်လောက်လမ်းလျှောက်တာနဲ့ရောက်နိုင်တဲ့နေရာလေးဖြစ်ပါတယ်။ဒီနေရာလေးကို Docking Town Ari လို့ရှာပြီးတော့လည်းတွားလို့ရမှာဖြစ်ပါတယ်ခင်ဗျာ။ ီဆိုင်လေးရဲ့ထူးခြားချက်ကအာဝုလီတွေအကုန်လုံးကအရန်လိမ်ပါတယ်အရန်နဲ့ချစ်ဖို့ကောင်းတယ်ပြီးတော့သူတို့လီတွေနဲ့ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ရှိရင်ရိုက်ပေးဖို့အတွက်ကုညီပေးမဲ့ဝန်ထမ်းလေးတွေလည်းအများကြီးရှိပါသေးတယ်အာဝုလီတွေကလည်းသူ့ချိန်နဲ့သူပုံလှလှလေးတွေရိုက်ပေးတာဖြစ်တဲ့အတွက်စိတ်ရှိလက်ရှိနဲ့အေးအေးဆေးဆေးသွားပြီးတော့ဓာတ်ပုံလှလှလေးတွေရိုက်ချင်တယ်ဆိုရင်ဒီဆိုင်လေးကိုသွားဖို့အတွက် recommend ပေးချင်ပါတယ် ဒီဇိုင်းလေးကိုသွားမယ်ဆိုလို့ရှိရင်ဝင်ကြီး350ပေးရမှာဖြစ်ပြီးတော့အဲ့ဒီရဲ့ဝင်ကြီးထဲမှာ coffee or tea အေးတိုင်းနေတဲ့ရာ drink တစ်ခုရရှိမှာဖြစ်ပါတယ်။ဒီကတော့ free ရပါတယ်။ဒါဆိုရင်အေးတောက်ပြီးတော့ဘာမှထပ်မလုပ်မရဘူးလားဆိုတော့လေအဲ့လိုတော့လည်းမဟုတ်ပါဘူး။ live food လေးတွေအပြင်ကိုထမင်းဟင်းတွေပါမှာစားလို့ရအောင်မှာဖြစ်ပါတယ်။အေးစစစားတောက်ပြီးတော့ဒီအဝူလေးနဲ့ကစားလို့လည်းရမယ်။တပုန်ကြီးလည်းအများကြီးရိုက်လို့ရအောင်မှာဖြစ်ပါတယ်။ ဒီဇိုင်းလေးမှာအာဝုလေးတွေကိုအစာကျွေးကျင်နေဆိုရင်လည်းရပါသေးတယ်ထရီတက်ထုတ်ကိုဘက်တီးယာနဲ့ရောင်းချပေးရဖြစ်ပြီးတော့အာဝုလေးတွေကိုစာလေးကြီးလည်းကျွေးရင်ကိုနားမှာခေါ်ထားလို့လည်းရအောင်လေးတွေကအာဒီတဲ့တိုင်းမှာအစာလေးတွေမြင်လို့ရှိရင်သဘောကျတယ်ဆိုတော့အစာလေးကြီးလည်းကျွေးရင်ကိုနားမှာလည်းဓပုံလေးရရင်နဲ့ခေါ်ပြီးတော့ကစားလို့ရအောင်မှဖြစ်ပါတယ် ဒါပေမဲ့တခုတတိထားမှာလယ်ဘေးမှာပေါ်ဝါလေးတွေစီးပေးထားတယ်ဆိုရင်တော့အဲ့ဒီကလေးလေးတွေကိုမကြွေးဖို့အတွက်ဆိုင်ကတားမြစ်ဥမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အာဝူလေးတွေကအဝလွန်နေတယ်လို့ပြောပါတယ်။အဲ့ဒီတွက်ဒိုင်ရိုက်လုပ်ဖို့အတွက်လွန်နေတဲ့ကလေးလေးပဲဖြစ်ပါတယ်။ဒီလိုအလကားမမွေဘူး။ကိုစိတ်ကိုရှာဆိုရင်မွေတာ။ကိုကိုလုံးလုံးကိုကိုရှာစား ျွန်တော်လိုပဲအဝေးရွချစ်တယ်အိမ်မှာလည်းမမွေးနိုင်ဘူးအေးအေးဆေးဆေးအလိုသွားပြီးတော့ဖတ်မယ်ကစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဆိုင်လေးကိုသွားဖို့အတွက် highly recommend ပေးချင်ပါတယ်ဒီဆိုင်လေးကတော့ BTS အစိမ်ဘူဒါရီဘူဒါနာမှာရှိတဲ့ Talking Town Ari ကဖေးဆိုင်လေးပဲဖြစ်ပါတယ်အားလုံးနောက်ဘလော့လေးမှာပြန်ဆုံပါမယ်နော်ကျေးဇူးများအစ်တင်ပါတယ်